။ယောဇဗျာဟောတဲ့တရားမှာအခက်ဆုံးတရားနှစ်ခုရှိတယ်။အားလုံးသိကြလိမ့်မယ်။ဘာလို့ဆိုရင်အခက်ဆုံးဆိုတာဘုရားအတွက်ခက်တာမဟုတ်ဘူး။နားထောင်တဲ့ပုဂ္ဂိုလ်တွေနားလည်ဖို့ခက်တာ။တစ်ခုကပြိဿသမုပ္ပါဒ်။တစ်ခုကနိဗ္ဗာန်။အဲ့ဒီနှစ်ဌာနအလုံးကိုခက်ခဲတယ်လို့ဆို။ဘုရားဖြစ်စတော့ကပြိဿသမုပ္ပါဒ်ကိုဆင်းနေသုံးမှတ်ရှိတယ်။ တော့ရှင်းပြရင် နားလဲကြမလားဆိုတော့နားလဲဖို့ခက်နေတယ်နိဗ္ဗာန်ကိုရသော်ပြမျက်မှောက်ပြုပြီးတော့ဒီတရားရော ပြောရင်လူတွေနားလဲမလားဆိုခက်တယ်ဟုတ်တမဟာဖြင့်ပြိဿတို့ဘာနဲ့နိဗ္ဗာန်ကိုရှင်းအောင်ပြောဖို့နားလဲဖို့အလုံးကိုခက်တယ်ဒါလူတိုင်းအများစုကိုခြုံပြောတာနော်အများစုကိုခြုံပြောတာအဲ့ဒီအချိန်လေးမှာမျက်စောပြား စိတ်ထဲမှာဘာဖြစ်သွားလို့ဆိုဒီတရားတွေကအလွန်နဲ့တော့ငါဟောလဲပဲသိကြမှာမဟုတ်ပါဘူးဟောလဲငါပင်မယုံပဲရှိမှာပါဆိုလိုတာကပင်မမခံရင်လို့ပြောတဲ့တကားမျိုးမဟုတ်နားမလဲမှာမဟုတ်နားမလဲတာတွေလုံနေရဲ့ပင်မမှာပဲလို့ဒီလိုတွေးတဲ့အတွေ့အလေးအဲ့ဒီတွေးလိုက်တဲ့အချိန်လေးမှာရသော်ဘုရားတရားကိုနာဖို့မျှော်လင့်နေတဲ့တာမတိပြမကြီးကသိပြီးချက်ချင်းလျှောက်တာ အမှားပြဆိုပြစိတ်ထဲမှာ တရားရဲ့လေးနဲ့မှုသူဟောရမဲ့ပုဂ္ဂိုလ်တွေလူတွေရဲ့ခံယူနိုင်တဲ့စွမ်းရည်ဒီနှခုကိုနှိုင်းရှင်ကြည့်လိုက်တဲ့အခါမှာတရားသိနေတယ်လူတွေကကာမဂုဏ်အယုန်နဲ့ပျော်တဲ့စိတ်တွေများနေတယ်ငါဟောလဲနားလဲပါမလားဆိုတဲ့အတွေးလေးမှလာပြီးတော့ရှောက်တာတချို့ကတော့စောရကတက်ချင်တယ် ာမီဖြေတော့တရားဟောဖို့ဖြေတာဘာဖြစ်လို့ခုမှတည်းတရားမဟောတော့ပါဘူးလို့ဖြေရတယ်လေလို့ပါတော့မဟုတ်တာလူသဘာဝကိုနားမလည်လို့စောရကတက်တမိတာခက်ခဲတဲ့အရာတစ်ခုဆိုလို့ရှိရင်လူတိုင်းလူတိုင်းဟာဒီလိုပဲစဉ်းစားမှာပဲနော်ကိုယ်လည်းစဉ်းစားခက်ခဲတဲ့ဟာကိုသူများပြပြဖို့ဆိုစဉ်းစားမှာပဲဒါလူသဘာဝပဲရသော်ဗျာလေလူသားပဲလေအဲ့လိုစဉ်းစားလိုက်တဲ့အချိန်ပိုင်းလေးပါ ကမရလာပြီးတော့တောင်းမှန်တော့ရသဗျာတည်တည်ချာချာလေးလာပြီးတော့ခုနတုန်းကတော့တရားရဲ့သဘောလူတွေရဲ့ general point အနေထားကိုကြည့်ရင်ဟုတ်တယ်သို့တော့တချို့သိပညာထက်မြက်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ပြောရင်နားလည်နှောင်နိုင်တဲ့ပုဂ္ဂိုလ်တွေရှိတယ်ဆိုတာအသေးစိတ်လေးလာတဲ့အခါကျတွေ့လာရှာခိုင်နှုံးတော့မများဘူးဒါပေမဲ့နားလည်းပဲပုံ အဝိတ္တန္တိဓမ္မတာအညတာရောတရားကိုနားလည်ပဲပုဂ္ဂိုလ်ရှိတယ်ဆိုတာမနာရရင်သူတို့အတွက်ဆွေးယူသွားနိုင်တယ်ဆိုတာရသတဲ့ကိုယ်တိုင်သိသွားတာသိတဲ့နဲ့ဇမကြီးကလည်းတောင်းပန်လဲရသဗျာကိုယ်တိုင်ကလည်းဆုံးဖြတ်ခြင်းနဲ့စတင်ပြီးတော့တရားဟောတာပေါ့